်မင်္ဂလာပါရှင်ဒီနေ့ကတော့ချင်းငန်ဆက်အတုံးလေးကျွန်မတုံစားပါတယ်ကြက်အသေးမပါပဲနဲ့အမြစ်တည်းပဲတုံစားမှာဖြစ်ပါတယ်ရှင်ရခိုင်တုံးလည်းမကြထိုင်းတုံးလည်းမကြကျွန်မအတုံးပေါ်ရှင်စေကျော်တန်းစင်တော့ကြက်မြစ်တွေဖြစ်ပါတယ်။ကျွန်မဂိုးဆေးရဝယ်လာတာပါ။သူ့တဲကိုဆက်နှင်းထဲတယ်။ဂိုးဆေးမှလေးအသေးဆိုအသေးအမြင့်ဆုံးမြင့်အဲ့လိုရောင်းတာရှင့်။ပြီးတော့အရသာမုံထဲပါတယ်။ စားလေးနေငင်ထဲတယ်ပြီးရင်တော့ဒီကြာနေနှက်ပြီးတော့နိုင်ဝက်တနိုင်တော့ကျွန်မပြထားပါမယ်ရှင်ကိုးစစ်မှလေးအသားတွေဝယ်ရတာနင်းနင်းအာဈေးတက်တာလို့ပြောရပါလိမ့်မယ်ရှင်တူတိုင်စည်းလိုမျိုးဖြစ်နေတော့အရွက်တွေလည်းအများကြီးဝယ်တယ်ဆိုတော်တော်လေးတက်တာပါလားရှင်ကျွန်မကြညာတာမဟုတ်ပါဘူးနော်အိမ်ရှင်မတွေအတွက်လက်ညွန်တော့ပါရှင်ပြီးတော့ရင်ငြုတ်တီးစိမ့်ရဲ့စစ်တုံဖြူရဲ့ထည့်ပြီးတော့လှော်ပါတယ်ရှင်။ နန်းမင်းလေးထဲမှာမို့လို့နန်းမင်းလေးကိုနှီးတာပါတယ်ရှင်နောက်တစ်ခါကျတော့တံမြာသီးလေးလေးထဲမှာဒါကြောင့်မို့တံမြာသီးလေးလေးနှီးပြီးတော့ပြင်ဆင်ထားပါတယ်လော်ရာတော့ငေုတ်သီးစင်းရဲ့ကျက်တုံမြူရဲ့ပြီးတော့ကျမလေးငေုတ်ကောင်းစစ်လေးနည်းနည်းလေးထည့်ပြီးတော့တို့လော်ရဲပေါ့နော်အဲ့ဒါပါထည့်ပြီးတော့ညက်အောင်ထောင်းလိုက်ပါတယ်ရှင် နန်းနှံ့ထားတဲ့ကြက်မြစ်တွေကို45မိနစ်လောက်ကျွန်မပြောင်းလိုက်တယ်နော်ပြုတ်ပြီးတဲ့ကြက်မြစ်တွေကိုကျွန်မခက်ပပခက်တီးတီးလေးတွေလှည့်ဖြတ်လိုက်ပါတယ်ကြက်မြစ်တော့ပေါ်ရှင်ဒါကတော့သွားတော့ရင်ပြင်ဆင်ထားသောစလုံးဖြစ်ပါတယ်ရှင်ကြက်သွနီပပလီတာရရဲ့နန်းနှံ့မင်းရဲ့လှည့်ဖြတ်ထားသောကြက်မြစ်တွေရပါပြီးတော့လှော်ပြီးတော့ထောင်းထားတယ်ငြုံတီးစေးရယ်ပြီးတော့ငြုံကောင်းနည်းနည်းလေးရယ် နောက်ပြီးတော့တစ်တူမြည်ရဲ့ပါတဲ့ຢာတွေကိုထည့်ပါတယ်။ဒါကတော့တမယာသီးလေးကြီးပါရှင်။တမယာသီးကပြီးမှကျွန်မပြန်ညှိချမယ်နော်။ထိုင်းငပိရေလေးအနေငယ်ထည့်ပါတယ်။မရှိက မြင်ငပိကိုမိဖုံပြီးတော့ထည့်နိုင်ပါတယ်။သူနဲ့ဆိုရင်အေးရွှမ်းရွှမ်းလေးနဲ့စားကောက်နိုင်ရှင့်။ ငံမြိုင်လေးထည့်ပါတယ်ထိုင်ကပိကကျွန်တော်တို့ငံမြိုင်နဲ့လိုက်ဖက်လာပါတယ်အကယ်၍မိမိကမြင်ကပိဖုတ်ပြီးထည့်တယ်ဆိုရင်ငံမြိုင်နေရာမှာစားတုံးမှာငံမြိုင်မတုံးမှာ ਨੇ ရခိုင်တုံးဖြစ်တော့ပါလိမ့်မယ်အရသာကတော့စိတ်တိုင်းထည့်နိုင်ပါတယ်ရှင်ပြီးတော့တံမြာသိညင်ပါတယ်ကျမကဒီငမြာကြီးထည့်တယ်ထိုင်းကပိကြီးထည့်လိုက်တဲ့အတွက်ကြောင့်မို့ဒီမှာစားမထည့်တော့ပါဘူးရှင်ပြီးတော့တံမြာကြီးလေးကိုချင်ခံဆက်လေးပေါ့နော်တံမြာကြီးလေးကိုမိမိလိုတလားညှစ်ပြီးတော့ဒီမှာ စပြီးတော့လည်ဖက်ပြီးတော့တုံနိုင်ပါတယ်တဲတဲချက်မြေပြုတ်တဲ့အခါမှာကျမဂျင်းထဲပြုတ်တယ်နော်ပြောဖို့မေ့သွားတယ်ချက်တဲချက်မြေကိုစားစနစ်နဲ့ထားတဲ့ချက်တဲချက်မြေကိုပြုတ်တဲ့အခါမှာဂျင်းလေးငန်းပြတော့ထည့်ပြီးတော့နာနာပြုတ်ပါတယ်နော်ဒါမှသာအညီနဲ့กินတာဖြစ်ပါတယ်ရှင်နေနေစားကျင်နေကြပြီရော ထမင်းပူပူလေးနဲ့ချင်ငန်ဆက်ကြက်မြင့်တုံထလေးပေါ့ရှင်။ကျမတို့ဆွပ်လေးကောင်းကောင်းလေးတစ်ခွက်ချက်ပြီးရင်တော့ဟိုဒါကတော့အတုပ်ကလေးပါအမြင့်တုပ်ပါအသေးမပါပါအမြင့်ကြီးပါဘေး။တိတ်တိတ်လေးတွေလှုပ်ပြီးတုပ်ထားတာပါ။စားကြည့်မယ်။ဟွန်း xin ngàn sợ thế thì ngắn là sai sợ to me. Mm. 打吧。